ားလုံးပဲမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United တဲ့တင်းတဲ့လာမေးစနေနေ့7တနေ့ Premier League ပွဲစဉ်ကိုဖြစ် Manchester United တဲ့အသင်းက Brighton ကိုကိုရဲ Ultra ဘုံမှာကစားဖို့ရှိနေပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ထုံးစံတိုက်တစ်ဖက်အသင်းအရှင်နဲ့ကို Manchester United တဲ့အရှင်နဲ့ United အသင်းကပေါ့ဗျာ2ပွဲဆက်နိုင်ပြီးပြီးမှ Emirates နဲ့ Nissan Bay ပြွာတဲ့ပွဲထက်လူစည်းမှာဘယ်သူတွေကိုအသုံးပြုလာမလဲဆိုတော့ကျွန်တော်တို့ ွေးကြုံသူတွေချဲ့အနေနဲ့ဆွေးနွေးသွားမယ်။ဗီဒီယိုကတော့ဒီကနေ့မှကျွန်တော်အစီအစဉ်မပြောတော့ပါဘူး။လူကခေါင်းတွေအရင်ကိုက်နေပြီးတော့နောက်ကျတော့တအားထိုးနေပါတယ်စာသမားတွေ။ဗီဒီယိုကဒီနေ့တော့ကျွန်တော်မလုပ်ချင်တော့ဘူး။ဒါပေမဲ့ပွေးစဉ်ကကျွန်တော် link ကလာတာပေါ့ဗျာ။အဲဒါကြောင့်ဆွေးနွေးသွားရအောင်ပေါ့ဗျာ။မလေးမကျေနပ်ဘူး။ကျွန်တော်အားလုံးမင်္ဂလာပါစာသမားတွေ။အားလုံးမင်္ဂလာပါ။လက်ကြီးမှာပေါ့ဗျာ brighton ကိုကြည့်ရလို့ချင်းသူတို့အတင်ကပေါ့ဗျာရှစ်ပွဲကစားထားပါတယ်ပြီးလို့ချင်း၃ပွဲနိုင်တယ်၃ပွဲတည်နေတယ်၂ပွဲရှုံးပြီးတော့ shaman cinnamon အဆင့်တစ်ချိန်မှာသူတို့ရက်တင်နေပါတယ်ဒါကမန်ချက်စတာအနေနဲ့အတင်းနဲ့တမဲကော်ပြီးတော့ယူနိုက်တက်အသင်းကအဆင့်ကိုသူတို့ကအဆင့်တစ်ချိန်ပေါ့ဗျာအင်ကွင်းအဝေးကွင်းကိုကြာလို့ချင်းလည်းပဲအင်ကွင်း၄ပွဲကစားရပါတယ်၂ပွဲနိုင်၂ပွဲသေးနဲ့သူတို့ကရှုံးမွေးမရှိသေးပါဘူးတိုက်စစ်ပိုင်းက9ကိုရပြီးတော့ခိုင်စစ်က9ကိုရရပါတယ်အင်ကွင်းရမကချင်းမဲပေါ့ဗျာဆိုတော့အဝေးကွင်းကိုကြာလို့ချင်းအဝေးကွင်းမှာလည်း၄ပွဲကစားရပါတယ်၁ပွဲနိုင်၁ပွဲသေးနဲ့၂ပွဲရှုံးတာပြီးတော့သူတို့အသင်းဘက်ကတိုက်စစ်က9ကိုတိရတာပါတယ်ခိုင်စစ်က6ကိုပေးရ တာပေါ့ဗျာအဝေးကွင်းရမယ်ကလင်းမယ်ဒါဝကြလို့ချင်းသူတို့ကအဝေးကွင်းမှာဆွဲဆောင်ရအားနည်းနေလို့ကျွန်တော်တို့တွေ့ရတယ်ဘလို့ချင်းခင်စင်းနဲ့တိုက်စစ်ကြမှာလေသူတို့ကတကိုးလောက်ပဲခေါ်တယ်စူးစူးပေါင်းသူတို့ဒီဘက်ကတိုက်စစ်ကိုကြလို့ချင်း73ကိုရထားပြီးတော့ခင်စင်းက79ပဲပေးထားရတယ်ဒါက United အသင်းအတွက်တိုက်စစ်ပိုင်းမှာဂိုးအများကြီးရထားတဲ့အခြေအနေတစ်ခုမှာကျွန်တော်တို့တွေ့ရတယ်မက်ရှယ်တောင်နေတဲ့အတင်းနဲ့ထိတ်တိတ်တွေ့ခဲ့တဲ့၄ဝေးကိုကြလို့ချင်းကိုသင်က တပွေးပဲနိုင်ကြပြီးတော့၃ဝေးဒီဆုံးထားပါတယ်ဒါကိုကြည့်လို့ချင်းကိုသိန်းကပေါ့ဗျာပြီးခဲ့တဲ့ရာသီမှာလဲ Brighton ကိုမချင်ကြည်လည်းပဲအားနည်းမှုတွေရှိတယ်လက်ရှိသူတို့တင်နေတဲ့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်လည်းပဲသူတို့က၃ပွဲနိုင်ပြီးတော့၂ပွဲတည်ရလဲထုတ်ပေါ်ထားပါတယ်ဒါက Brighton အတွက်တကယ်ကိုကောင်းမွန်တဲ့ performance တစ်ခုလို့ပြောလို့ရတယ်လုံးဝချုံမွေးမရှိသေးတဲ့အခြေအနေတစ်ခုပေါ့ဆိုတော့သူတို့အသင်ကပေါ့ဗျာမန်ချက်စတာကိုနည်းနည်းအသင်းနဲ့ကစားပြီးပြီဆိုရင်အာဆင်နယ်နဲ့ ကာရာဘောင် EAB ကအနေနဲ့အဝေးကင်းကစားမှာပေါ့ဗျာဆိုတော့ဒီလိုအခြေအနေတခုမှာသူတို့အသင်ဘက်ကလည်းဒီကအားထားတဲ့ကစားသမားတွေဖြစ်တဲ့မီတိုမာတို့ဆိုရင်လည်းတန်ပတ်တန်နဲ့ဂျုံနေရလို့၂ပွေး၃ပွေးလောက်ထိလွှဲလျော်ထားတယ်အမရှယ်ဆောင်နေတဲ့အသင်ရဲ့ပွေးစီမှာကတော့ပါဝင်မလားစောင့်ကြရမယ်တိုးတော်ညာလည်းအထောင်မှာကစားပြီးတော့ PK တဲ့ပွေးစီတွေမှာ၂ကို၃ကိုဒီတွင်းထားနိုင်တဲ့ United အသင်ရဲ့ကစားသမားဝေဘက်ကလည်းတကယ့်ကိုဂိုးမြူတဲ့အတွက်ကိုရဲ့ Ultra ပေါ်မှာဆိုရင်လည်းစောင့်ကြည့်စင်စရာကောင်းတယ် ဆိုတော့စာသမားတို့ဒါက Brighton ရဲ့အချင်းတွေပေါ့ဗျာကိုရီတင်ဘက်ကိုကြောက်လို့ချင်းလည်းပဲကျွန်တော်တို့ချိပွေးကစားထားတဲ့၄ဝေးနိုင်၃ဝေးတီနဲ့၃ဝေးတီကျွန်တော်တို့ရှုံးထားပါတယ်ရမဲ73မဲနဲ့အဆင့်9 Brighton နဲ့ကျွန်တော်တို့အတင်းကဘလောက်မှမကော်ဘူးဂိုးကော်ချက်ချက်မှဆိုရင်လည်း Brighton ကဒါကြီးရတယ်အပိကိရကျွန်တော်တို့ဒီစင်တာလိုက်ကိုကိုရီအိုထရပ်ပေါ်မှာတူးစင်းနဲ့နိုင်တဲ့အဝေးကွင်းလီဗာပူးရဲ့အိမ်ကွင်းမှာ အာ2-1နဲ့ကျွန်တော်တို့ MV Queen အမေရိကန်ဆုံးလုပ်ပြခဲ့တဲ့ပွဲစဉ်နှစ်ပွဲလို့ကျွန်တော်တို့ပြောလို့ရတယ်။ Emre ကကစားသမားတွေအလေပြောင်းအများကြီးပြုလုပ်ခဲ့တယ်။ Liverpool နဲ့ပွဲစဉ်မှာဆိုရင်လည်းပဲအာနှစ်ပွဲဆက်ဂိုးသွင်းခဲ့တဲ့ Benjamin Sesko ကိုအနာပေးပြီးတော့အထောင်ပါမက်တီးရဲ့ကွန်ရက်တို့ကိုပွေထုတ်ခဲ့တယ်။ဒါပေမဲ့လို့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကျွန်တော်တို့ပြထားခဲ့တယ်။ဆိုတော့ United အသင်းကပေါ့ဗျာအင်ကွင်းအဝေးကွင်းကိုကြာလို့ချင်းအင်ကွင်း၄ပဲကစားရပါတယ်။၃ပွဲနိုင်တပွဲရှုံး တိုက်စီဘက်ကကျွန်တော်89ရပြီးတော့ခင်စစ်က6ကိုကျွန်တော်ပေးထားရပါတယ်။တရေဝဲအင်ကွင်းမရှိသေးဘူး။ရမက်ကအင်ကွင်း6မဲ့ပေါ့ဗျာ။အဝေးကွင်းကိုကြည့်ရလို့ချင်းရဲ့အဝေးကွင်းလေး6ပဲကစားရပါတယ်။တပွေးနိုင်တပွေးတရေ2ပွေးကျွန်တော်တို့ရှုံးထားပြီးတော့တိုက်စီဘက်က6ကိုရတာပါတယ်။ခင်စစ်က6ကိုတိပေးထားရတယ်။အဝေးကွင်းရမက်က6မဲ့ပေါ့ဗျာ။ဆိုတော့ဒါကအတင်းအတွက်အဝေးခွင့်ဆက်ဆောင်ရေးအားနည်းမှုကိုကျွန်တော်တို့တွေ့ရတဲ့အနေအထားတစ်ခုရှိတဲ့အတွက်ကိုကြီး Ultra ပေါ်မှာ Brighton ကိုဘယ်လောက်ထိလုပ်ပြနိုင်မလဲ။၃ပွဲဆက် နိုင်ပွဲတစ်ခုကိုအမ်ရယ်ကယူဆောင်လာပါမလားဒါကိုကျွန်တော်ကြည့်ရမှာပါဗျာဆိုတော့ယူနိုက်တက်တင်ကပေါ့ဗျာတိုက်စစ်နဲ့ခင်စစ်ကြမှာတိုက်စစ်ဘက်ကကျွန်တော်19ရပြီးတော့ခင်စစ်က19ပေးထားရတယ်တကွကျွန်တော်ခေါ်ထားတာပါဗျာနောက်ဆုံး9ပွဲမှာဆိုရင်လည်းယူနိုက်တက်တင်က3ပွဲနိုင်ပြီးတော့2ပွဲရှုံးထားတဲ့အခြေအနေတခုကိုကျွန်တော်တွေ့ရတယ်လက်ရှိအနေအထားမှာကိုရီးယားကတိုက်စစ်ဘက်မှာဆိုရင်လည်း b r i g h t e n လောက်ကိုရရှိမှုအားနေနေတယ်သူတို့အသင်က73ကို ကျွန်တော်တို့အသင်က79ဆိုတော့တိုက်စီဘက်မှာကျွန်တော်9ကွာပါတယ် b r i g h t e n နဲ့ Manchester နေတဲ့အသင်ကြမှာ LOD ကောမှုမရှိတဲ့အတွက်သူတို့အသင်ဘက်ကလည်းဒီနေ့ပွဲစီကိုနိုင်ခဲ့လို့ရှိရင်အဆင့်တစ်ခုထပ်မပြီးတော့တန်လဲမှုရှိနေသလိုကိုရီမက်ချက်ဆောင်နဲ့အသင်ကမထင်မဲ့ပဲ Brighton ကိုကိုရီအုတ်ထက်ပေါ်မှာရှုံးနေခဲ့မယ်ဆိုရင်ဒီအောက်ဆုံးကိုရောက်တော့လောက်ဖို့အခြေအနေတကူရှိတယ်နိုင်ခဲ့မယ်ဆိုရင်တော့အပေါ်ကအဆင့်1အဆင့်2အဆင့်3အဆင့်4အဲ့လိုမျိုးအသင်းတွေနဲ့ အများကြီးအမဲ့တကောမှုမရှိပါဘူးအခုလေးပဲကျွန်တော်တို့တမဲ့ကောနှမဲ့ကောသုံးမဲ့ကောအဲ့လိုပဲရှိနေတဲ့အတွက်ကိုတွေက19 98ဒေးပွဲကိုအမဲ့ကဲဆုံးနိုင်ဖို့လိုပါတယ်။ဘာဖြစ်ဆိုတော့ bright တက်ကိုနိုင်ခဲ့မယ်ပြီးလို့ရှိရင် note 4ကိုအဝေးကင်းကျွန်တော်တို့နိုင်ခဲ့မယ်ဆိုရင်တော့ထိုက်တဲ့သလား Manchester United အသင်း Emery ကကောင်းမွန်တဲ့ဆန်ဆွဲတခုပြားမယ်လို့ကျွန်တော်တို့ယုံကြည်လို့ရတာပေါ့ဗျာ။လက်ရှိသူတွေ PR pressure တွေကနှစ်ပွဲနိုင်တဲ့အတွက်ထိုက်တဲ့သလားရောတာကျွန်တော်တို့တွေ့ရတယ်။သို့တော်ညာလည်း လုံလုံကြီးကတော့ဖီအားကတော့ယုံထွက်နိုင်တဲ့အနေအထားတစ်ခုမှမရှိသေးတဲ့အတွက် Emory ရဲ့နေစင်းနေပိုင်းနေပြီးွာပိုင်းမှာဆိုရင်ဒီနေ့ Brighton ကိုဘယ်လိုချင်ပြိုင်မလဲ ဆိုတော့ United အသင်းကပေါ့ဗျာ Brighton နဲ့ကစားပွဲပြီဆိုရင်လာမယ့်ပွဲစဉ်အနေထားကိုကြုံလို့ချင်း November 10ရက်စနေနေ့9နာရီခွဲမှာပေါ့ဗျာ Notre Dame ကိုအဝင်းဝင်းကစားမှာဖြစ်ပါတယ်ကျွန်တော်6ရက်စနေနေ့9နာရီမှာဆိုရင် Spurs ကိုအဝင်းဝင်းထက်ကစားမှာပါပြီးလို့ရှိရင်25ရက်အင်ကာနဲ့9နာရီခွဲမှာဆိုရင် Everton ကိုကိုယ့်ရဲ့ Old Trafford မှာကစားမယ်ဆိုတော့လာမင်းနှစ်ပွဲကအဝေးကွင်းဖြစ်သလိုကိုအစ်တနေနဲ့အဝေးကွင်းအားနေနေမှုနေ့ပွဲစဉ်ကိုအနိုင်ရလေးတခုပေါ်ဆောင်ဖို့လိုပါတယ်ဆိုတော့ဒါကမက်ဆေ့ချ်အောင်နေတဲ့အတင်ရော အာဘရိုက်တန်အတင်းရော ကစားခဲ့တဲ့ပွဲစဉ်တွေရမယ်အဆင်တွေပေါ့ဗျာကိုရီကောပေါ့ဗျာပြီးခဲ့တဲ့လီဗာပူးနဲ့ပွဲစဉ်တုန်းကအသုံးပြုခဲ့တဲ့လူစင်းကိုတစ်ချက်ကျွန်တော်ကြည့်အောင်အဲ့ဒီမှာဆိုရင်ဂိုသမဆန်နီလည်းပဲကျွန်တော်မျော်လင့်နေတဲ့ကစားသမားပေါ့ဗျာပြီးလို့ချင်းနောက်တန်း၃ယောက်မှာပေါ့ဗျာအလေပြောင်းနေတဲ့ကျွန်တော်မကွိုင်းရောက်ကိုပွေးထုတ်လာတဲ့လီနီယူအနာပေတဲ့လူရှောမကွိုင်းရဒီလီပေါ့ဗျာပွင့်လီလေးရောက်ကိုကျွန်တော်ကြည့်အောင်ချင်းဘရူနိုဖန်နေတဲ့ကက်ဆီမီရိုအာမက်ဒီယာလိုအဲ့ဒီပွဲမှာဆိုရင်ကက်ဆီမီရိုကဒန်အနေနဲ့ရာခဲ့တဲ့အတွက် ဒီနေ့ပွဲစဉ်ကိုကျွန်တော်လွှဲရှောင်းကောင်းလွှဲရှောင်းနိုင်တယ်နံပါတ်10ရောမှာလည်းပဲမေဆန်မောင်ဘရိုင်အေဗွန်မွန်နဲ့အထောင်မဆိုမသိရဲ့ကုံညာပေါ့ဗျာဒါကစန်တယ်နဲ့ပွဲစဉ်ကလူစင်းမဟုတ်ပါဘူးဒီနေ့ပွဲစဉ်မှာတော့ဗဂျမွန်ဆဆကိုတို့ကိုပြန်ပြီးတော့မြေပြေလာဖို့ရှိနေတဲ့အတွက်အမရယ်အုံပြူတဲ့လူစင်းဘလို့ဖြစ်လာမလဲဆိုတော့ပွဲထုတ်လူစင်းအချင်းတကူကျွန်တော်ကြည့်ကြအောင်အာကောင်းတဲ့ရက်ကြိုက်တဲ့စာသမားတို့ရဲ့ လူကပြုရှင်သူလိုအရှင်သူလိုဖြစ်နေဘလို့မှအရှင်နေမကောင်းဘူးမတက်တလို့ပြီးတော့လုံနေရတာဆရာကိုရီအစ်တင်နေပွတ်ထုတ်လူစင်းကိုကြည့်ရလို့ချင်းပါဗျာကျွန်တော်တို့အင်မတန်မျှော်လင့်နေတဲ့ကိုသမဆန်နေလည်းမဲ့ထပ်ပြီးတော့ဒီနေ့ပွေးစီမှာမြင်တွေ့လာနိုင်ပါမလားဘာဖြစ်လို့ဆိုတော့ရှင်းနှစ်ပွေးမှာကျွန်တော်တို့ကလေးရှိတပွေးရတယ်နှစ်ပွေးအထိနိုင်ပွေးရယူပြနိုင်ခဲ့တယ်အမရဲလိုရှင်တဲ့ lesson တွေအမရဲယူကျင်နိုင်လို့ဒီ performance တွေပြထားတဲ့အတွက် printer တို့ tweeter တို့ကိုကျွန်တော်ခောက်ထားမယ်လောလောဆယ်မှာ send နေလဲမယ်ဒါကကျွန်တော်တို့ပြည်သက်တွေလုံးဝအကြိုက် ပြီးလို့ရှိရင် emerald ကလည်းဒီကစားသမားကိုတော်တော်ကိုသဘောကျနေတယ်ထင်မှာပါတယ်ဆိုတော့ sender ကိုကြည့်လို့ချင်းပေါ့ဗျာအပြောင်းလေးဖြစ်လာမလားဆိုတော့ကျွန်တော်ကြည့်ကြရမယ်ဘာကြောင့်လဲဆိုရင်ပေါ့ဗျာကျွန်တော်အသင်းဘက်က Lisandro Martinez ဒီနေ့ပွဲစီမှာပါဝင်ဖို့မျှော်လင့်နေပါပြီဒီကစားသမားအနေနဲ့ injury ပိုင်းတွေမှာလည်းလုံးဝကင်းနေပြီပြီးလို့ချင်းကြက်ခိုင်မှု digital အစီအစဉ်တွေမှာလည်း American ကျွန်တော် ဖြင်းနေစင်းနေတွေ့ရတဲ့အတွက်နောက်တန်း၃ယောက်ကဒီ၃ယောက်ကိုကျွန်တော်ရွေးထားတယ်။လီဆယ်ဒိုမာတီနက်ရဲ့ပြီးလို့ရှိရင်ဒီလီနဲ့လီနီယူပေါ့ဗျာ။လီနီယူက PKD ပွေးစီတွေမှာအနာပေးထားခဲ့တဲ့အတွက်ဒီနေ့ပွေးစီကိုပါဝင်လာဖို့လိုပါတယ်။လူရှော့တို့ကိုနေရာပြောင်းလဲလုံကောင်းလုံနိုင်တာပေါ့ဗျာ။ဆိုတော့ဂိုသမာနဲ့ဒါကနောက်တန်း၃ယောက်ကွင်းလေးလေးရောက်ကိုကြည့်ရလို့ချင်းကျွန်တော်တို့ပီကီနီပွေးစီမှာဆိုရင်ပေါ့ဗျာပထရိတ်တို့ကိုတော့အနာပေးတယ် ဒါပေမဲ့လို့ဒီနေ့ပွဲစီမှာကျွန်တော်တို့အဲ့ဒီဘေဘက်အချမ်းမှာပက်ထရစ်ဒူကိုရဲ့ပြီးလို့ချင်းဘရူနိုဖာနီနဲ့ကက်စမီရိုမပါဝင်တဲ့ကွေးလီမှာဆိုရင်ဥကာဒီပါဝင်လာဖို့ကျွန်တော်ရှင်းနေတယ်။သို့တော်ညာလဲကျွန်တော်တို့မျှော်လင့်နေတာကတော့ကိုဘီမိုင်နိုမိုင်နိုရဲ့ကစားကွက်တဲ့မိုင်နိုရဲ့ဖွေးထုတ်လာတဲ့အနေအထားတစ်ခုရဲ့သူရဲ့စွမ်းဆောင်ရည်တွေကပရိသတ်တွေအတွက်ရောအတင်းအတွက်ပါတကယ်ကိုကောင်းကျိုးပြုတဲ့ပလေယာဖြစ်တဲ့အတွက်မိုင်နိုကိုကတော့ဒီနေ့ပွဲစီမှာမထင်ပါဘူး။သို့တော်ညာလဲဒီလိုမျိုးကျွန်တော်ရွေးထားတယ် ပြီးလို့ချင်းညာဘက်ကွင်းလေးအချမ်းမှာဆိုရင်ပေါ့ဗျာလုံးဝခြေစမ်းပြပြီးတော့ဘရန်အန်ဘူမိုနဲ့အတွင်းကြီးကစားနိုင်တဲ့အာမက်ဒီယာလိုကျွန်တော်ဒီကိုတားလို့တော့အနာပေးမယ်ပြီးလို့ချင်းဦးဂါတဲ့တို့ကိုကျွန်တော်အနာပေးမယ်နံပါတ်10လုံးနေရာကိုကြည့်ရလို့ချင်းပေါ့ဗျာ PK ရဲ့အထောက်မှာကစားခဲ့တဲ့မတီးရဲ့ကွန်ညာနဲ့ဘရန်အန်ဘူမိုအဓိကကစားသမားအနေနဲ့အထောက်မှာပွေထုတ်လာမှာတော့ဘီဂျမိုဆူဆူကိုပေါ့ဗျာဆိုတော့ဒါကကျွန်တော်အတင်းရဲ့လက်ချီလာမယ့် Brighton နဲ့ပွဲစဉ်ကိုကစားမယ့်ပွေထုတ်လို့ရှိရင် ခမန်းချီအနေနဲ့တခုပေါ့အမေရိကန်ပေါ့ဗျာလီဆန်ဒိုမာတီနက်တော့ကိုလေဒုတိယပိုင်းမှာထိကောင်းထိလာနိုင်သလိုပြီးလို့ချင်းကျွန်တော်ကွင်းလေးပဲအချမ်းမှလည်းပဲအဒီကိုဒါလိုတို့လေးမြင်ကောင်းပြင်လာရနိုင်တယ်တိုးတော်ညာလေပထရိတ်တူကိုလို့ဆိုတာကမန်ချက်စတာအနေနဲ့အတင်းနဲ့လုံးဝအဲဝင်ကွင်းချဖြစ်နေတဲ့ကစားသမားတယောက်ဖြစ်တယ်ညာဘက်အချမ်းမှဆိုရင်လည်းပဲအာမက်ဒီယာလိုနဲ့ ဘရိုင်အေဝမကတကယ့်ကိုပေါင်ဖို့မဲ့ဆက်ဆောင်ရေးပြတဲ့ကစားသမား၂ယောက်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အတင်းအားထားရတဲ့ကစားသမားတွေအတင်းနဲ့အတူတူပွေးထော့အမေရိကန်ကစားနိုင်တဲ့ပလေယာတွေဒီနေ့ပွေးစီမှာကျွန်တော်အသုံးပြုလာဖို့လိုပါတယ်။ Brighton ဆိုတာကမန်ချက်စတာကိုနေတဲ့အတင်းနဲ့လုံးဝ LOD ကိုအမှုမရှိပါဘူး။ကိုရီအတင်းတဲ့တော့ဟိုတိုက်စစ်ပိုင်းကဂိုးရမှုတွေအများကြီးရှိတဲ့အတွက်ဒါကအမားခံလို့မရတဲ့ပွေးစီပေါ့ဗျာပြီးလို့ရှိရင် Notre Dame ကိုကျွန်တော်တို့တိဘကအဝေးဝင်းကစားမယ်ဆိုတော့1998ပွဲကို Emirates အနေနဲ့ သုံးဘွေးဆက်အနိုင်ယူပြနိုင်မလားကိုရီအုတ်ထွက်ပုံမှာဖြစ်တဲ့အတွက် Brighton ကိုကျွန်တော်တို့ဘလို့ကစားကွက်တွေနဲ့ချင်လာပါမလဲဘလို့ချင်းနေ့စနေပိုင်း view ရတဲ့အတင်းရဲပွတ်ထွက်လာမယ့်လူစင်းအမေကယ်ဆုံးဖြစ်ပါမလားဆိုတာစောင့်ကြည့်ရမှာပေါ့ဗျာချေပွေးစင်းနေပွေးမှာဆိုရင်ကောင်းမွန်တဲ့ဆက်ဆောင်ရဲ့ကောင်းမွန်တဲ့ performance တစ်ခုကိုပြထားခဲ့တဲ့အတွက်ကျွန်တော်တို့အတင်းအတွက်ကိုအဆင့်တစ်ခုထိတလန်းသွောဖို့အလားအလာရှိတာပေါ့ဗျာစောင့်ကြည့်ရမှာပေါ့တစ်ဖက်အတင်းကဘလို့နေ့စနေပိုင်း view ရတဲ့နဲ့ပွတ်ထွက်လို့စင်းရလို့ရှိမလို့ဆိုတာ ဆိုတော့စာသမားတွေဒါကမန်ချက်စတာအနေနဲ့အစ်တင်နေလာမဲပရီးမီးယားလိပွေးစဉ်ကိုပေါ့ဗျာကိုရီးအော့ထရဘမှာစနေနေ့7နာရီမှာကစားမယ်ပွေးစဉ်နဲ့ပတ်သက်ပြီးတော့ပွေချိုသူတဲ့ချက်ကျွန်တော်ဆွေးနွေးတော့ကြတာဖြစ်ပါတယ်ညီကလေးအနေနဲ့ဒီနေ့ပွေးစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ချက်ရှိလဲ ပွေထုတ်လာမယ့်အခင်းကြီးမှာအမ်မရယ်ကဘသူတွေကိုထင်းထင်းအတုပြုမလဲနေစင်းနေပိုင်းဖြူရတဲ့ကစားခွက်တွေနဲ့ဘလူတွေပုံဖော်လာမလို့ဆိုတာကျွန်တော်ကြည့်ရမှာပေါ့ဗျာအဲ့ဒီပွေစဉ်ပြီးလို့ချင်းကျွန်တော်အနေနဲ့ကလည်းပွေပြီးသူတဲ့ချက်ဗီဒီယိုတင်ဆက်ပေးဖို့ရှိတဲ့အတွက်ဆောင်းမြောက်ကြပါဦးလို့ပြောချင်ရင်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်လူကလုံးဝအချင်းနေမကောင်းပါဘူးခေါင်းရဲ့ကိုက်နေတယ်ဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲโอเคပါ